န်ကြီးတိုင်းမှာစိုးရင်ပြီးနောင်သားတွေသွေးစွန်းတဲ့လက်တွေနဲ့တီးခဲ့တဲ့ဓမယန်ကြီးဖျောင်းပရိသတ်များအလုံးမင်္ဂလာပါရှင်ဒီဖျားကဖခင်နဲ့အကိုတို့ကိုတတ်ပြီးနန်းလူခဲ့တဲ့အတွက်ကန်ကြီးတိုင်းမှာစိုးရင်ပြီးတော့နောင်သားတွေကို ထွေးပိုက်နေကြပါအရင်စိတ်တွေကိုပြည့်ရောအောင်ကြီးကျယ်တဲ့ဖျားတဆူတီးခဲ့ပါရင်ဒါပေမဲ့သူရဲ့ရန်လိုတဲ့အချင်းတွေကြောင့်ဖျားမပြီးခင်မှာလောက်ကျန်ခံခဲ့ရတာပါ အဲ့ဒါကြောင့်ပဲဒီဘီရင်ကကိုပိုင်နာမည်နရတူမင်းဆိုတာအပြင်ကလကြမင်းဆိုပြီးအနာမည်တွင်ခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုရင်လာပြီးတော့လှုပ်ကြံခဲ့တဲ့သူတွေကအိန္ဒိယပြည်ကဖြစ်နေလို့ပါပဲ။ AD 1165ခုနှစ်မှာနရသူမင်းကဖာခမဲတော်အလောင်းစီသူမင်းနဲ့နောင်တော်မင်းရှင်စောတို့ကိုလှုပ်ကြံပြီးထီနန်းကိုလူယူခဲ့ပါတယ်။အရင်နောက်ပိုင်းမှာတော့စိတ်တထင်ထင်းနဲ့အနေခဲ့ရတာပါ။ဘာသာရေးယုံကြည်မှုအရအကန့်ကြီးထိုက်မှလာဆိုတဲ့အတွေးတွေအငင်းဝင်ခဲ့လို့ပါပဲ။အဲဒါကြောင့်ဒီအပြစ်တွေကိုကုသိုလ်နဲ့ဆေးရမယ်ဆိုပြီးတော့ဖျားတယ်ဖို့စူးစမ်းပါတယ်။ဖျားတဲ့တဲ့ခါမှာရှေးကမင်းဆက်တွေတည်သွားတာထက်ကြီးကျယ်ခမ်းနားစေခြင်းခဲ့ပါတယ်။ ။ဘာလို့လဲဆိုရင်သူကရှေးမင်းဇက်တွေထက်ပိုစွမ်းနေဆိုတာကိုပြချင်လို့ပါ။နရတုမင်းဟာဖျားတိဆောင်ရေးကိုသူကိုယ်တိုင်အနီးကပ်ကြီးကြက်ခဲ့ရပါ။ကုသိုလ်ရေးအတွက်ကြိုးပမ်းနေရဆိုပေမဲ့သူ့ရဲ့ဇယိုက်ကတော့သွေးစာပြီးရန်လိုနေခဲ့ရပါ။လုပ်ငန်းခွင်ကိုလည်းအရန်တင်ကြက်ခဲ့ပါတယ်။အုတ်တစ်ချက်နဲ့တစ်ချက်ကြောင့်အဲ့နဲ့ထိုးလို့ဝင်သွားရင်လေအုတ်စီရဲ့ပယံသမားတွေကိုကွမျက်တဲဆိုတဲ့ရာဇဝင်တွေကလည်းရှိနေခဲ့ရပါ။ဒီလိုနဲ့တိဆောက်လာခဲ့ရင်အမကန်ဖျားတဆူလဲရုပ်လုံးပေါ်လာခဲ့ပါတယ် ထုတမယံညံတပ်ပါညုအနုအာနန္ဒံတကိုးရွှေစည်းကုံစာချိုးလေးရှိပါတယ်။နရတုမင်းတည်ထားခဲ့တဲ့ဓမ္မယံကြီးဖယားကတော့ပကံဖယားတွေထဲမှာဒုရေအကြီးမားဆုံးအုတ်စီလက်ရအကောင်ဆုံးနဲ့အခိုင်အကန့်ဆုံးဖယားအဖြစ်သတ်မှတ်ခံထားရတာပါ။ဒါပေမဲ့နရတုမင်းကတော့ဒီဖယားကြီးပြီးဆုံးတဲ့အထိမနေလိုက်ရပါဘူး။ဖယားတည်နေတော့အချိန်မှပဲအိန္ဒိယနယ်ပါမိဖယားကိုကုမျက်ပစ်ခဲ့ပါတယ်။ ။အဲ့ဒါကိုမိဖုရားရဲ့ဖခင်ပရိခယမင်းကနေတည်တဲ့အခါမှာတော့လက်စားချေဖို့ပြင်ပါတယ်။သူကဘာသာရေးဆရာရောင်ဆောင်ထားတဲ့အလုတ်ကျန်သူရှစ်ဦးကိုလှုပ်ပြီးတော့နရသူမင်းကိုတပ်ပစ်ခဲ့ရပါ။အဲဒီချိန်ကစပြီးနရသူမင်းလဲကလကြမင်းလို့နာမည်တွင်သွားခဲ့ပါရယ်။ဓမ္မယဉ်ကြီးဖုရားရဲ့အပြင်ပန်းကကြည်လိုက်ရင်ခန္ဓာထေဝါပြီးတော့ဘိတုကလည်းရာကအာနန္ဒာဖုရားနဲ့ဆင်တူတဲ့စတုယံပုံစံဖြစ်ပါရယ်။လေးမျက်နှာမှာအယုံခံမုတ်တွင်နဲ့အမိုးနှဆင့်နှိမ်လျှောပုံ ြစ်စရာ၄ဆင့်တတ်ထားတာကိုတွေ့ရမှာပါ။ဒါပေမဲ့ဒီဘုရားကြီးရဲ့အကြီးမားဆုံးနဲ့အထူးအခြားဆုံးလှည့်ဝတ်ချက်ကတော့ဖယားအတွင်ပိုင်းကပိတ်ဆို့ထားတဲ့ဇင်းကြံလန်းတွေပါပဲ။ဖယားအလယ်မန်တိုင်ပတ်လယ်မှာဇင်းကြံပတ်လန်းနှစ်ထပ်ရှိပေမဲ့အတွင်ဇင်းကြံတစ်ခုလုံးကိုသူတို့ဝင်တဲ့ဝင်ပေါက်အားလုံးကိုအုတ်တွေနဲ့အသေးပိတ်ဆို့ထားတာကိုတွေ့ရပါလိမ့်မယ်။ဘာဖြစ်လို့ဒီလိုမျိုးပိတ်ဆို့ထားခဲ့တယ်ဆိုတာကိုတော့ဘယ်သူမှတိတိကျကျမသိကြသေးပါဘူး တမိုင်းပညာရှင်တွေနဲ့ဒေတာကန်တွေကြားမှာအယူအဆအမျိုးမျိုးကွဲပြားနေစေပါပဲ။အဲ့ဒီထဲမှာဘုရားရဲ့အပေါ်အလေးချိန်ကိုခံနိုင်ရင်ရှိအောင်ဆိုတဲ့အပြင် အတွင်းမှာလှည့်ဝက်ဗန္ဒာတွေယရနာတွေတင်းစီထားတာဆိုတဲ့စိတ်ကိုယ်ရင်ဆန်းဆန်းအယူအဆတွေလည်းပါနေကြရပါဘူး ဒီတဲ့ပိုပြီးထူးဆန်းတဲ့အယူအဆကတော့အနာရသူမင်းလောက်ကြံခံရပြီးနောက်မှာသူ့ကိုမကျေနပ်တဲ့ပြည်သူ့ကပညာရှင်တွေနဲ့ပယံဆရာတွေကနာရသူမင်းရဲ့အကုသိုလ်တွေဖရားထဲမှာပိတ်မိနေအောင်အတွင်းလန်းကို လုံးဝပိတ်လိုက်တာဆိုတဲ့အယူအဆပဲဖြစ်ပါတယ်။ဘလဝဲဖြစ်ဖြစ်ဓမယံကြီးဖရားကဒုရေကြီးမမှုအနုစိတ်အုတ်စီလက်ရာတွေမဖြေရှင်းနိုင်သေးတဲ့လက်ဝက်ချက်တွေနဲ့ပကံဒေတာမှာခက်ခက်ညံ့ညံ့ရှိနေစေဖြစ်ပါတယ်ရှင်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။ အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။